အလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့ကျွန်တော်ဖတ်ပြပေးမှာကတော့ဆရာတင့်တဲ့ရေးသားတဲ့ခါဆိုတဲ့ဝတ္ထုရဲ့အပိုင်း၈ကိုဖတ်ပြပေးမှာဖြစ်ပါတယ်အလုံးပဲနားဆင်ပေးကြပါအောင်ခင်ဗျာသာအပိုင်း၈ ကျွန်တော်ဒီမမထားဤစာကိုတစ်ခေါက်နှစ်ခေါက်မြမက၃လေးခေါက်ထိအောင်ပင်ဖတ်နေမိ။ဦးကြီးခမ်းမောင်ကမူကျွန်တော်ဤစကားအလားကိုစောင့်ပေးသည့်အလားငြိမ်၍နေ၏။ကျွန်တော်မှာကစာကိုထပ်၍ဖတ်လေလေဒေါသထွက်လေလေ ဖြစ်နေသောကြောင့်စကားမပြောနိုင်ပေ။အပေကြောင့်ဆိုသော မမထားသည်တစုံတစ်ခုကို မျှော်ကိုသောရည်ရွယ်ချက်ရှိသည့်ဖြင့်သာလျှင်အကိုတီဟာဤ ိုသုံးပစ္စည်းများကို ပြန်ပို့ရန်ဟူသော အကြောင်းကို ပြကားမြိုင်သာတို့လိုက်လာခြင်းဖြစ်သည်ဟုကျွန်တော်တထစ်ချယူဆမိသောကြောင့်ဖြစ်ပေသည်သူအတွက်ဘာပစ္စည်းမှဒုဒုတဲတဲမကြံရစ်ခဲ့သည့်အတွက်မမထားသည် ခရီးကွာဝေးလာသောပြည်မတို့ကန္တရဝတီမှတဒံတကလာခဲ့ခြင်းဖြစ်ရပေမည်အကိုတီဟာဤကိုသုံးပစ္စည်းလောက်များနဲ့မမထား တင်းတိမ်ကျင်းတဲ့နိုင်မည်မဟုတ်ဘုံတော်ကြီးအားတကြားခွေ၃လေးခုကိုမှမုံကလေးလောက်ခါလှူဒန်းပြီးငပြောကန်ကြီးကိုစွန့်မဖျားဟု တောင်းခံပြီးတကယ်တော့မမထားသည်လဲအကိုတရားဤကိုသုံးပစ္စည်းများကိုပြန်ပို့သည့်အဟံဖြင့်ရင်သာတို့အကြောင်းရှာကားလိုက်လာပြီလျင်ကျွန်တော်အသက်25နှစ်မပြည့်မီရက်များအတွင်း၌ဦးကြီးခမ်းမွန်ကိုကပ်၍မရတတကချိုင်ကား ပစ္စည်းအချို့အဝတ်ကိုတောင်းရန်စူးစမ်းခြင်းဖြစ်ပေမည်။အကိုတရား၏ပစ္စည်းများကို ကျွန်တော်ကမတောင်းပါဘဲလျက်ကိုတိုင်ကိုကြလာ၍ပို့ခြင်းမှာ အတော်ပလီစီတောင်းတာနိုင်လာသည်။မြင်မြပင်ကြာစေကမူစာတိုက်ကပို့လျင်ရောက်နိုင်သည်မဟုတ်ပါလား။လေရင်ပြန်ပါဆွဲထုတ်၍လည်းပို့နိုင်သေးသည်။သူစင်လျက်နဲ့လူကိုယ်တိုင်လာသည်မှာဧကန်တော့ဧကန်ဖြစ်ရမည်ဟုကျွန်တော်နားလည်ထား၏ ကိုတရား၏ငွေများကိုချူပြီးနောက်ကျန်ရစ်သောပစ္စည်းများကိုပါလိုချင်ပြန်သည်ဖြင့်မမထားလိုက်လာသည်ဟုကျွန်တော်တွေးလိုက်မိသည်နှင့်တပြိုင်တည်းမမထား၏အပေါ်တွင်ယနာမကင်းသောစိတ်ပုံမို့၍ခိုင်လုံမြဲမြံလာရသည်ဒေါသလည်းဖြစ်တဲ့ဖြစ်မိသည်ထို့ကြောင့်ပင် ကျွန်တော်မှနှုတ်မှစကားတစ်လုံးမှမထွက်နိုင်အောင်ဖြစ်၍နေရတော့ရာဦးကြီးခမ်းမွန်သည် ကျွန်တော်စကားအလာကို အောင်းအီး၍မဆောင်နိုင်တော့သည်အလားကဲသူခမဘလောက်တော်ရှာတယ်လဲကွယ်မောင်တိဟရဲ့ကိုတုံးပစ္စည်းကလေးတွေ ကိုတောင်မယူရှာဘူးကိုတိုင်ကိုကြလားပို့ရှာတယ်ဟူဂယူနာတန်နဲ့စကားဆလိုက်ပါ၏ကျွန်တော်ကမူဦးကြီးခမ်းမော်နဲ့ယူဆစန့်ကျင်ဘက် ဖြစ်နေသူ ပြီးပြီးသူစကားကို နားဝင်စား၍နေ၏ထို့ကြောင့်စကားပြန်၍မပြောမီ ဦးကြည်ခမ်းမောင်ကပင်ဆက်လက်၍မောင်ဝနစဉ်းစားကြည့်လေမင်းမမထားကမင်္ဂလာဆိုင်ရင်ကိုလာပြီးတော့ကြည့်ပြရစေလို့တောင်းမရေရှာဘူးတကယ်ဆိုတော့မောင်တိဟတာရှိသေးရင်ဒီဆိုင်ရင်ကြီးဟာ သူ့အိမ်သူ့ရာဖြစ်မယ်မဟုတ်လားထိတ်တင်ထားဟာသဘောပြေဝသည်ဖြစ်စေမပြေဝသည်ဖြစ်စေမင်္ဂလာမှာအင်ရှင်မဖြစ်မှာပဲဒါလောက်ကြီးမားတဲ့အခွင့်အရေးတွေကိုလက်လွတ်ရရှာတာတောင်းမှာ ေးចောင်းတွေကို စာတလုံးမှမရေးလိုက်ရှာဘူးသူ့အခွင့်အရေးတွေနဲ့ပတ်သက်လို့ဘာမှမတောင်းရှာဘူးအရေးငွေတောင်မှမရေးရှာဘူးဒါပေမဲ့တခုတော့ရှိသနော်ထိတ်တင်တာဟာဘာပဲပြောပြော မောင်တီဟရဲ့မုတ်ဆိုးမှအေးမောင်ဝနာကတော့တမျိုးတမီယူဆနေတယ်ဆိုတာဦးကြီးသိတယ်တို့ပေမဲ့မောင်တီဟာဦးကြီးခမ်းမွန်ရဲ့ဂျေဇုရှင်ဖြစ်တဲ့အလှည့်တွေမှာဖြစ်ခဲ့ဘူးတယ်။ဒီတော့က ောင်တီဟရဲ့ကြံရစ်သူဇနီးထိတ်တင်ထားပြီမကိုရောက်လာရမှာဦးကြီးတော်ဒီအတိုင်းရန်ကုန်မှာဆွေမဲ့မျိုးမဲ့၎င်းကျွဲ့မျက်စိတငယ်ရောင်းလေလေနဲ့ပြစ်မထားနိုင်ဘူးတခုခုတော့လုံးမဖြစ်မဲအဲ့ဒီတော့မောင်ဝနအဖို့မှာသူ့ကိုဘလို့ပဲဆက်ဆန့်ခြင်းဆက်ဆန့်ဆက်ဆန့်နိုင်တယ်ဥပ္ပခာပြုတ်ထားနိုင်တယ်ဖုတ်လေတဲ့ငပိရှိတယ်လို့မထင်ပဲလဲနေနိုင်တယ်ဦးကြီးခန့်မွန်ဖို့မှာတော့ မောင်တီဟာနဲ့ပတ်သက်ပြီးအဲ့ဒီလိုမနေနိုင်ဘူးတာဝန်ရှိနေတယ်ဒီတော့ကဦးကြီးတော်နိုင်သာကိုလာခဲ့ဖို့ခေါ်မယ်စိတ်ကူးတယ်လာရင်ဦးကြီးအိမ်မှာအခန်းတိတန့်ပေးထားပြီးကြော်တော့လောက်နေစီရမှာပဲပြီးမှသူ့ရှိရေးအတွက်ကုညီဆောင်းရှောက်တန်းသမျှဆောင်းရှောက်ရမှာပဲမောင်တီဟာဦးကြီးပေါ်မှာရှိခဲ့ဘူးတဲ့ဂျေဇူးတွေကိုထောက်ပြီးတော့ဒီတာဝန်တွေကိုခြေပွန်ရပေးလိမ့်မယ်ဟုပြောလိုက်ပြန်လေရာ ကျွန်တော်ဒီရခင်ကထက်ပို၍စိတ်တို့ရလာပြန်ပါ၏ထိတ်တင်ထားပေါ်၌ဦးကြည်ခမ်းမွန်စေတနာ ရေစီကံပြိုလိုက်နေသည်ကိုကြွားတိုက်ခြင်းသောစိတ်တွေဟုန်ငနေတက်ကြွလာမိသို့သောတက်ကြွလာသည်ဖြင့်ပင်စိတ်ပေါက်ပေါက်နှင့်လောက်တောင်ရှိလာတာဖြင့်ဦးကြည်ခမ်းမွန်မမထားစီကိုစာပြန်ရင်ထည့်ပြီးရေးလိုက်လေဘာကိုရေးရမလဲဆိုတော့ကျွန်တော်မောင်ဝနဟာ အကိုတီဟအနှိမ့်ဆရောက်တဲ့အကြောင်းကို သိနှံ့ပြီးဖြစ်ကြောင်း အကိုတီဟရဲ့စာနှစ်စောင်ကိုရလို့ဂန္ဓရဝတီကို လိုက်သွားကြောင်းဝိလာတကိုရောက်ခဲ့ပြီးရှမ်းဖိုးကြီးလင်မယားနဲ့တွေ့ခဲ့ကြောင်းကိုပုံညကိုလည်းတွေ့ခဲ့ပြီးအခုညိုင်သာကိုပြန်ရောက်ပြီးနေတဲ့အကြောင်းပြီးတော့လည်းထည့်ရေးလိုက်အောင်ကျွန်တော်ဟာမင်းမျိုးမင်းနွယ်မဟုတ်လို့ထိဟန်နဟန်တွေကို နားမလဲကြောင်းလူရိုးလူအဖြစ်ကြောင်းတခါမှမိမသားတွေနဲ့တွေ့ရောရှက်တင်မနေဘူးလို့ စကားပြောရင်ဘူကလန့်ကွာကြချောင်းဒါနဲ့တောင်မှသူကမြိုင်သားကိုလာခြင်းတပတ်ဆိုရင်ကျွန်တော်ကိုတွေ့ကျင်နေဆိုရင်မြိုင်သားကိုလိုက်လာပြီးတော့ကျွန်တော်တို့မင်္ဂလာဆိုင်ရင်ကြီးမှာတဲခုန်နိုင်တဲ့အကြောင်းတွေပါရေးလိုက်တော့ဦးကြီးခံမွန်ရေးဟုတ်ဘူကြကြပင်ပြောလိုက်ပါသည်ဤတွင်ဦးကြီးခံမွန်လည်းအတော်ခေါင်းနောက်၍သွားဟန်ဖြင့်ခေါင်းတစ်ချက်ဆက်ကားခလေးခက်တဲ့မောင်ဝနာပဲကွယ် မင်းပြောသလိုသာရေးလိုက်ရင်မင်းမမထားမပြောနဲ့တာမန်မိမစားတဦးတောင်မှလာမှာမဟုတ်ဘူး။ဟူညီတော်နေဒီ၌ကျွန်တော်လဲ။ဟိုစမ်းပြီးတော့မဟာနယ်ကိုဖိတ်မှန်တကားပြုတ်ကြည့်စမ်းပါအောင်လေ။လာမလားဆိုတာအဲ့ဒီကြတော့သိရမှာပေါ့။ဟူပြောပြောဆိုဆိုနဲ့ဦးကြီးကမ်မွန်တို့အိမ်မှထွက်ခဲ့ပါ ਈ ။မူရကိုပင်ခါတိုင်းလိုနှုတ်မဆက်နိုင်ခဲ့။ကျွန်တော်ဤအသေးနှလုံးတို့မှာ ဒေါသအဟုန်ဖြင့်ထုံ၍နေကြပါတော်သည် မမထမလာလိုကရှိစေတော်အကယ်၍လာခဲ့သောကျွန်တော်၏အချစ်ဆုံးသောအကိုကိုတေရွာသို့တွန်းပို့လိုက်သည့်မကြီးစိုးအားလှလှကြီးဆွဆွဲကအချက်ခွဲလိုက်မည်ဟုစိတ်တွင် အတေးကြီးတေး၍ထားလိုက်မိဦးကြီးခမ်းမွန်သည်ဘယ်ပုံစာပြန်သည်ဟု၍ကမသိဦးကြီးခမ်းမွန်မှမမထအပေါ်၌စေတနာဂယုနာ၏ ပိုးနေသူဖြစ်ရာမမထာထန်တို့စာပြန်ရာတွင်ကျွန်တော်မှားခဲ့သလိုထေလုံးငေါလုံးတွေကိုမြည်သည့်နီးနှင်းများထဲလိုက်မည်မဟုတ်ထို့ကြောင့်ပင်လဲများမကြမီမမထာထန်မှဦးကြီးခမ်းမွန်ထန်တို့စာတစောင်းပြန်၍လာ၏မမထာ၏စာထဲတွင် သူမြည်သည့်ရက်၌ညင်သာတို့မိရထားဖြင့်လိုက်လာမည်ဖြစ်ကြောင်းမင်္ဂလာကိုမသိသဖြင့်ဘုရားမှကြိုပါမိအကြောင်းတို့ကိုရေးလိုက်ပါသည် ဤတွင်ကျွန်တော်နှင့်ဥလာဘတို့မှမင်္ဂလာ၏အပေါ်ထက်တွင်မမထအတွက်တိတန့်ခမ်းများ အစဉ်သင့်ပြင်၍ထားကြရလျက်သူရောက်လာမည်နေ့တွင် ကိုရာမြနှင့်ကားလော့၍ဘုရားကကြိုစေရပါသည်။ဦးကြီးခမ်းမွန်တို့ကမူညိုတဲ့ကဆင်း၍ကြိုကြရန်စီစဉ်ထားကြပါသည်။မမထနိုင်သာတို့ရောက်မည်ရက်သည် ပြေး၍လာသလိုကြောက်လာ၏။ဒီနေ့တွင် ကျွန်တော်အတော်ကြီးပင်နေမထီထိုင်မထီဖြစ်မိသည် ကျွန်တော်မုန်တီးနေသောမမထားနှင့်ညနေချင်းဆိုင်ဖို့ရန်မျက်နာမထားတဲ့မျက်နာပူသလိုကြီးလည်းဖြစ်မိသည်မကြည့်ခြင်းသလိုလည်းဖြစ်ရသည် သို့သောမကြည့်ခြင်းမြင်ခြင်းရက်သားဆိုသည်အလားလည်းဖြစ်ရသေးသည်သို့ဖြစ်သည်ဖြင့်ပင်ထိုနေ့ကမမထားမင်္ဂလာသို့ရောက်မည့်အချိန်ထက်တနအီခန့်စောကငင်းကိုထုတ်၍ကျွန်တော်တို့မြေအစွန်ပိုင်းက ရာများနှင့်ကြံကင်းများသို့သွား၍နေလိုက်သည်ထိုရာများနှင့်ကြံကင်းများမှာခရီးတန်းကွာသည်ဖြစ်သောကြောင့်ကျွန်တော်ရောက်ခဲ့ပေရာမလာစပူးအလားထူးသောကြောင့်ညီငါ၊ရာငါနှင့်ချန်ခုတ်သမများပင်လျင်အံအားတင်၍နေကြရှာသည်ကျွန်တော်လည်းကြံကင်းတွင် နေဆုပ်ဆုပ်ဝင်အောင်ကြံဖန်၍အချိန်ဖြုန်းနေလိုက်ပြီးမှမင်္ဂလာသို့မြင်းနှင့်ပြန်ခဲ့၏မြင်းကို မြင်းဆောင်သို့ပို့ခဲ့ပြီးနောက် မင်္ဂလာတဲ့သူအိမ်ပေးပေါင်ပေါင်ဝင်ခဲ့သည်တို့ဝင်ခဲ့ရာတွင်ဧည့်သည်ရောက်လျင်မြင်ရလေရှိသော ထုံးစံအတိုင်းတစ်တာတွေဆွဲခြင်းတွေကြောက်ကာကြိုင်တွေအယလိတ်တွေကိုမြင်ရလိမ့်မည်ဟုမှန်းတင်ထား၏သို့သောဘာမျှမတွေ့မင်္ဂလာမှာရှင်းဤအတိုင်းပင်မူမပြတ်တွေ့ရသည်ဧကန်သူတော်ကြည်ညီသူမြမရှိ လူမရှိလျင်မှဲ့၍ထားလေရှိသော ရမီးပွင့်မီလင်သာပွင့်နေသည်ကိုသာ တွေ့ရသည် စိတ်ထဲတွင်ခက်ဆန်းဆန်းရှိသည်နှင့် လူခေါ်ခေါလောင်ခလုတ်ကိုနှဲ့၍ခေါ်လိုက်ရာအိမ်ပေါ်သည်ဥလာပါရောက်၍လာသည်ဥလာပါသည် ကျွန်တော်အထင်အားဖြင့်မမထာမင်္ဂလာတို့လာမည်ဆိုသည်ကို မနှင့်မြို့သူဖြစ်သည်သို့သောယခုကျွန်တော်ရှိသောရောက်လာသည်တွင်မူကားဥလာပါ၏မျက်နှာတွင်အတက်ကျိန်နေသော အရေးရောင်တွင်တန်း၍နေသည်ကျုံတော့မရောများပင်မဖြစ်စဘူးဖြစ်၍နေလိုက်ခြေသေးသည်ထို့ကြောင့်ကျွန်တော်ကသူ့အကဲကိုဖမ်းရင်းကဲဘယ်နဲ့လဲဟုမေးလိုက်ရာဥလာဘကခြေနဲ့ဝန်တာနေသောအတန်ဖြင့်မမထာရောက်နေပြီဟုဆိုလေအေးလေဗျာအခု6နာရီပဲထိုးနေမှရောက်ကြရောပေါ့နို့ ူပစ္စည်းပစ္စယတွေကိုမမြင်ပါကလားဟုကျွန်တော်ကခန်းကောင်းကောင်းမေးလိုက်သည်တွင်ဦးလာပါကမမထားမှာလက်ဆွဲတက်တာနှလုံးထဲပါတဲ့ကိုဝနာရဲ့အကိုတီဟာရဲ့ပစ္စည်းတွေတောင်းတက်တာကြီးတွေနဲ့များများဆဆပါလာတာအဲ့ဒါတွေကိုတော့ကိုဝနာရဲ့အရင်ခန်းကိုပို့လိုက်ပြီးဟုဦးလာပါကရှင်းပြပါ၏ဤချိန်တွင် ကျွန်တော်မှာ ိမ်ရှင်ကြီးဖြစ်ဖြင့်အခုကျွန်တော်နေသောခန်းတွင် မနေတော့ပဲပို၍ကျဲဝန်းသော အကိုတိဟာ၏အခန်းသို့ပြောင်းနေပြီးပြီဖြစ်ပါ၏။ No ဒါဖြင့်အေးမမထားကောအပေါ်ရက်ကသူ့ခန်းထဲမှာပါ။ခကြီးပန်းလာလို့နားမရစေဆိုပြီးတက်သွားတော့တာပါပဲ။ဟောဟုတ်လား။ကျွန်တော်မှဤမြသာ ပြောမိပြီးဘာမှ ရှေ့ဆက်မပြောတဲ့ မလုတ်တက်တော်သည့်အတွက်ခက်ကြောင်ကြောင်ဖြစ်နေမိ။ဤတွင်ကျွန်တော်ဦးကြောင်ကြောင်ဖြစ်မှန်းသိသောဥလာဘကကိုမနရေချိုးလိုက်ပါလားဟင်။လာဘထမင်းပြင်လိုက်မယ်။ဟုပြောလိုက်မှကျွန်တော်လည်းအဆရှာ၍တွေ့ရကကောင်းတော့ပဲပြင်တော့လေ။ဟုဆိုကအိမ်ပေါ်တက်တော့တက်ခဲ့ရပေသည်။ထမင်းစပွဲ၌ကျွန်တော်တယောက်တည်းသာရှိမမထားဤအရေးအယံကိုများမတွေ့ရ။ ို့ဖြစ်၍ဥလာပါမမထားကိုထမင်းကျွေးနေသလားဟုမေးလိုက်ရာ ဥလာပါကခီးပန်းလာလို့ထမင်းမစားတော့ဘူးတဲ့နောက်တော့ပူပူတစ်ခွက်သာပုတ်ပေးပါဆိုလို့သူ့အခန်းကိုတွားပို့ရပါတယ်ဟုဖြေသဖြင့်ကျွန်တော်လည်းထမင်းစား၍စားရပါ၏သို့သော စိတ်ထဲကမတင်မကျဖြစ်နေသောကြောင့်စား၍အကြသာမတွေ့လားဧည့်သည်မန်လင်းအိမ်တဲကို တွေ့ဆုံနှုတ်ဆက်ပြီးကမှ ခရီးပန်းဒီကို အနာဂျူရစမြင်ဖြစ်သည်ယခုမှမမထားကကျွန်တော်အားပင်နှုတ်မဆက်နိုင်မဟာသွေးပါသူမို့မာနတဟန်တူသည်ဟု တွေးကကျွန်တော်ခံပြင်းနေမိခံပြင်းသောစိတ်နှင့်တမင်းလက်ဆသိန်းကလက်တုပ်နေသောအခါဥလာဘကမမထားကမှားထားပါလေစားတောက်ပြီးလို့ရှိရင် အပေါ်တဲ့သူ့ခန်းထဲကို လာခဲ့ပါတဲ့ဟုပြောလာ၏ ကျွန်တော်စိတ်ထဲ၌ပို၍ခံပြင်းသွား၏ဧသည်ကအိမ်သည်ကိုလာတွေ့ပြီးနှုတ်မဆက်သည့်အပြင်အိမ်သည်ကသူ့စီကိုသွားပြီးနှုတ်ဆက်ရအောင်မည်ဟုဆိုသည်မှာတော်တော်လူဘဝသည်ဟုထင်မိ၏တို့ရတွင်မမထားသည် တောင်ပေါ်သူဖြစ်သည် နေချသူဖြစ်သည် မဟာသွေးလည်းမကင်းသူ့အမှုချင်းဓလိများနှင့်သူ့သဘောထားကို ကျွန်တော်နားမလည်နိုင်သည်ဤသို့စဉ်းစားမိကမှ ကျွန်တော်လဲအင်တလုံးသေးတာဦးလာပါကိုပြန်ပြောလိုက်ရပေသည်ဝင်ခဲ့လေကျွန်တော်အပေါ်ထက်သို့ရောက်ခဲ့၍မမထားဤအခန်းတကားကို ခောက်လိုက်သောအခါ၌အခန်းတွင်မှ ပြောလိုက်သောအတန်ကိုကြားရ၏အတန်မှာတီတိုးလေတံမြတိုးတိတ်ညင်သာလှပေသည်အခန်းတကားဖွင့်၍အတွင်သို့ဝင်လိုက်မိသည်၌ နေရန်ကက်ဖျောင်းတိုင်ပုံမီးကလေးတစ်ခွက်ကိုသားလင်းဖွင့်ထား၏ညနေကျမှမိပန်းခန်းကြီးကိုထုံ၍မထသဖြင့်အခန်းမှမောင်ကြီးဝေ၍နေလေသည်ညလုံးကစား၍မမထကို ရှာဖွေကြည့်လိုက်ရာတွင် မမထသည်ကျွန်တော်ဘက်သို့ကြော်ပေးကာယနေ့ပေါက်အနီးတွင်ထိုင်လျက်အပြင်ဘက်ရှိပန်းကြံစီသို့ငေးမောနေပေသည်သူလည်းနှစ်ဖက်ကိုဆက်၍ပေါင်တွင် တင်၍ထား၏ နေငယ်မြပင်လှုပ်ရှားခြင်းမရှိ သူပါတချမ်းကိုသာကျွန်တော်မြင်ရသည်ဇပိုးပေါ်တွင် ကြီးမားလှသော နောက်တွဲစရုံးကြီးရှိနေ၏အကန်တဲ၌ကျွန်တော်ပြင်ဆင်ပေးထားသည့်အတိုင်းပင်တသက်ရရရှိသည် သူလက်ဆွဲတစ်တာများကိုပင်မမြင်ရကရင်အောက်သို့တိုးတိုးတိတ်တိတ်တွင်ထားဟန်တူ၏မန်တင်ကုံစပွဲသုံးလုံးဗီဒီယိုစသည်တို့မှလည်းကျွန်တော်ပြင်ဆင်ပေးထားသည့်အတိုင်းပင် ခြေရလက်ရမပြတ်ပေလေချောင်းမယားချောင်းမဆိုးဂျင်ပဲလျက်နဲ့ချောင်းဟန်လိုက်ရဤကျွန်တော်ဤချောင်းဟန်တံမှာမမထားဤအခန်းငယ်တဲတွင်တမျိုးကြီးဖြစ်၍နေပေသည် မမထားအတွက်ကျွန်တော်တို့ပြင်ပေးထားသောအခန်းမှာနှခန်းတွဲဖြစ်သည်ပန်းချံကိုမြင်နိုင်သောရတင်းပေါက်ရှိသည့်အခန်းမှာဆိုဖာဇပွဲစာအုပ်ဗီဒီယိုစသောပစ္စည်းကြီးသာရှိလျက် ထိုခန်းနှင့်တွဲနေသောအတွင်ခန်းမကအိယာကရင်ရှိသည့်အိတ်ခန်းဖြစ်လေသည်။ယခုကျွန်တော်နှင့်မမထားတို့စုံမိကြသည်မကအပြင်ခန်းတွင်ဖြစ်၏။ကျွန်တော်၏ချောင်းဟန်တန်ကိုကြာသည်နှင့် တပြိုင်တည်းပင်မမထားသည် ကျွန်တော်ဘက်သို့လှည့်၍ကြည်လိုက်၏။ထို့နောက်ဖန်ရမထကကျွန်တော်စီသို့ရှောက်၍လာပေသည်။ကျွန်တော်၏လက်ပြာကိုပုံတရံမျိုးမျိုးပြောင်းလဲကဖန်စာ၆လန့်ကဲ့သို့မမထား ရှာချမ်းအာချမ်းမိမကြီးဟုထင်ခဲ့သောမမသာသွေသွေနွဲ့နွဲ့လျက်လျက်ကလေးဟု ထင်ခဲ့ရသော မမသာချူကြသည်ဟု ထင်ခဲ့ရသောမမသာမူယာမာယာများကဂျေတူစည်းစားကြောင်တတ်သည်ဟု ထင်ခဲ့ရသောမမသာရင်းသည့်မမသာသည် ကျွန်တော်၏ရှေးမောက်အနီးတွင်ပင်လျင်ညနေချင်းပပင်းဆိုင်က ရောက်ရှိ၍နေပေပြီမမသာနှင့် နီးကပ်စွာနည်းနည်းချင်းဆိုင်းလိုက်မိသည်နှင့်တပြိုင်နက်ကျွန်တော်၏တခုတည်းသောခံစားရမှုမှာက ရင်ထဲ၌ဟာကနေဖြစ်၍တွားရခြင်းပင်ဖြစ်ပေသည်မမထား၏ရုပ်ရည်သဏ္ဍာန်ကိုကျွန်တော်အမျိုးမျိုးဖုံဖုံထင်မြင်မှန်းဆ၍ကြည့်ခဲ့သမျှတို့သည်အားလုံးပင်လျင်ပါစင်အောင်လွဲမှား၍နေကြပေတော်သည်မမထားသည်တုတ်ခိုင်ကြမ်းတမ်းသောမိမကြီးလည်းမဟုတ်အေးတွယ်နှွေလျ ပိန်ပိန်ပါပါလဲမဟုတ် မမထား၏ကိုလုံးကိုယ်ထဲမှာတောင်ပေါ်သူပီပီတောင်တင်းဖွင့်ထွား၏သို့သောအစီအေး၍ဤပဲဝါဖြိုးနေခြင်းမဟုတ်ပဲကြစ်ကြစ်လေးလေးတစ်တရရရှိပေသည်အကြံအမောင်းအားဖြင့်ဆိုလျင်လဲတာမန်မြမမျိုးသမီးများထက်တလမသို့မဟုတ်လက်မဝက်ခန့်ပုံမမြင်မသည်ဟု ဆိုရပေမည်အပေကြောင့်ဆိုသောမမထား၏ဥကောင်းသည် ငါးပေ6လက်မခွဲရက်မြင့်တော့ကျွန်တော်ဤနေရွက်လောက်တို့ရောက်နေမမထောင်ဝစ်စင်ထားဒီမာကအင်ကြီးလက်ပြက်များခင်မစားမိကမြမမျိုးသမီးများဝစ်စင်ခဲ့ကြတော့အင်ကြီးလက်ရှိမျိုးဖြစ်၏တို့ရတွင်ပဇက်လိုက်လက်လိုက်ပါတို့ကျဲအင်ကြီးမျိုးမဟုတ်လှုပ်တာလှဲ့တာအောင်ချောင်ချိပြီး ပွားရောင်းရောင်းလဲမနေတော့အလောတော်အင်ကြီးပင်ဖြစ်သည်သို့တော့နိုင်လုံမဟုတ်ပဲစင်စွဲပဒုံမာကဲ့သို့ မတူမပေါင်းပိတ်သားပင်ဖြစ်ပြီးလျင်ယင်ပုံးနှင့်ဖြစ်ပေသည်ခါရွင်မူကားရွှေရောင်အပြောက်ကလေးများကျဲတိကျဲတောက်ပါသောဖဲသားလုံးကြီးအနက်ဖြစ်မမထား၏ပခုံးတွင် မကောဆောင်စိန်ကလေးကို တောင်းတန်းဖြတ်ချိုးခောက်၍ရှေ့ဘက်တွင် အစနှစချကတင်၍ခြုံထားပေသည် မမထား၏မျက်နာကိုမြင်လိုက်ရသည်နှင့်တပြိုင်နက်ရှေးဦးဆုံးတတိထားမိသည်မှာကမမထား၏နှဖူးတွင် ်စပင်ပေါက်နေပုံဖြစ်ပေသည်မမထား၏နှဖူးမှာကျေကားသောမဟာနှဖူးမျိုးဖြစ်၏တို့ရတွင် စပင်များသည်နှဖူးအလေတဲ့တဲ့၌လက်မဝက်ခံအောက်သို့ဆင်း၍ပေါက်ရောက်နေကြပေရာ နေရွက်နှစ်ဖက်၏အထက်နေတဲ့ဇက်များပင်ဆက်၍ကြိလိုက်ပါက မမထား၏ပြည့်ပြည့်သောနှဖူးပြင်ဝဲစပင်များပေါက်နေပုံမှာကာကြီးအခရာကိုခပ်ပြေပြေရေးထားထားပြီးတကယ်တော့ရှိလေတော်သည် မထားသည်နဖူးအလယ်ရှိဥဇံချွန်ကလေးတဲတဲမှနေ၍ဇပင်များကိုဘိုကီခွဲတကယ်သို့ဘေးတစ်ဖက်တစ်ချက်ခွဲလိုက်ပြီးမှနောက်ဆိတ်တွင်တွားရောက်စုပေါင်းကကြီးမားသော နောက်တွဲစတုံးကြီးကို ထုံထားပေသည်အမောက်ထောင်ခြင်းဆန်ရင်ချခြင်းလုံးဝမရှိပေထို့ကြောင့်ပင်လဲသူနဖူးမှာရှင်းလင်းနေလျက်အဆူအမောက်အဖို့ထစ်မရှိပဲပြည့်ပြည့်နေပုံကိုထင်ရှားစွာ မြင်နေရပေသည် မမထား၏မျက်ခုံးများမှာကသုံးရက်လလောက်ငိုက်ခွေးခြင်းမရှိခက်တန်းတန်းဆန့်ဆန့်ပင်ဖြစ်သည်သို့သောမျက်ခုံးမွေးမထူထပ်ပဲသေးသေးမြင်သွဲရှိသည် ပင်ပိုများကိုနှုတ်၍ပြုပြင်ထားပုံမရငကိုအတိုင်းပင်ဖြစ်ဟန်တူ၏သူထဲသောမျက်ခုံးကိုနှုတ်၍ပြုပြင်ပါကလာချမ်းကလေးလိုဝိုက်ခွေးအောင် ပြုပြင်မိသာမမထား၏နာတံပါလဲတင်၍ထားသလိုနေသောနာတံမျိုးမဟုတ် တို့ရတွင်နာတန်တေးတွေ့၍ဖြောင့်တန်းနေကနာဝအနေငယ်မိုးကြွနေ။ပွာရောင်းနေခြင်းကမဟုတ်ပေ။ဝင်းမို့သောပါပြင်းနှင့်အစဉ်ပြေစွာဆက်ဆက်နေ။မကြက်မမူနှကန်းပါလျာ၍စေဆက်သည်။မေးစိတ်လုံးဝွင့်၍လေတိုင်းမှာကြော်ရှင်းပေသည်။မမထား၏တမျက်နာလုံးတွင် အထူးကြဆုံးမှာကမျက်လုံးများပင်ဖြစ်ကြပေသည်။သူမျက်လုံးများသည်ညကွင်းကျဲဝန်းသလောက် ဝိုင်းဆက်ကြည်လင်လာ၏ညနေမှာအနှက်ရောင်တက်တက်ထက်ညို့ညို့ရင်းနေသောအညိုဘက်သို့ပို၍လူနေသည် ကျွန်တော်ကိုမြင်သည်နှင့်တပြိုင်နက်မမထား၏မျက်လုံးများသည်ရုတ်တရက်အံအားတင့်ဟန်ဖြင့်ပုံမိုပြူကျဲသွားကြသည်ရင်းသည့်နောက်တည်င့အတွင်တွင်ပင်လျင်ကျွန်တော်သည် အကိုတီဟ၏ညီမဝဏပင်ဖြစ်ရမည်ဟုသောအတိညာအရေးထိုးကတိဘူးသူတအူးကို ဇဝေဇဝါဖြစ်နေရာကရုတ်တရက်တတိပေါ်ကမှတ်မိသွားသူ၏မျက်လုံးများကဲ့သို့ချက်ချင်းပင်တိမ်မွေ့နူးညံ့သောအကြောင်းများဆက်တန်း၍လာသည်ပုံမို့၍ကြည်လင်လာသည်အောင်လဲထင်ရပေသည်ကျွန်တော်ကစီမို့၍မမထားကို အငေးသာကြည့်မိမမထားကလည်းကျွန်တော်အားချမ်းမော့မော့ကလေးနှင့်အငေးသာပင်ပြန်၍ကြည်နေမိသည်မှာတည်ငါမြကြာ၏ ရုတ်တရက်စကားမပြောနိုင်ကြပြီးမှစကားပြောနိုင်ကြသည်ပြောနိုင်တော့လဲပြန်တူပင် ပြောမိလျက်သားဖြစ်၍တွားကြပေသည်ကျွန်တော်ကမမထားခီးတော်ပင်မလာတယ်ထင်ပါနော်ဟု ပြောလိုက်ချိန်တွင်မမထားကလည်းအာနာစရာကောင်းနေပါပြီမောင်လေးဝနရေဟုဆိုလိုက်ထို့နောက်မမထားကပင် ကျွန်တော်စကားကိုလိုက်၍ ခကြီးကတော့မောင်လေးဝင်းနာပြောတယ်လို့အပန်းသာဟုတ်ပြောရင်စင်ဖနောက်ထိုင်ကုန်ကလေးပေါ်၌အသာအရာထိုင်ချလိုက်ပါ၏ပြီးမှမောင်လေးဝင်းနာကိုနှုတ်မဆက်ဖဲမမထခန်းအောင်နေတာဟာအာနာစရာကောင်းလှပါတယ်လေဒါပေမဲ့မမထခီးပန်းပြီးခေါင်းထဲကမူးဝေရှိတာနဲ့ထမင်းစင်မစားတာပါစင်ပြီးစားရင်လေစားလို့ဝင်မှာမဟုတ်မှန်းသိတာနဲ့ ။ဦးလာပါစီယာနှုတ်တစ်ခွက်မှပြီးတော့ရတယ်။ဟုတ်ဆက်လက်ပြောဆိုပြန်ပါ၏။ကျွန်တော်ကကိစ္စမရှိပါဘူးဟုပြောပြီးနောက်ဘာကိုဆက်ပြောရမှန်းမသိသဖြင့်စကားကိုရပ်ပြလိုက်ရ၏။ဤတွင်မမထားကကျွန်တော်အားစိတ်စိတ်ဆက်ဆက်ကြည့်ကားမမထားရောက်လာမယ်ဆိုတာနဲ့မောင်လေးဝနာတို့တော့အတော်ကြီးအလုပ်တွေပိုများသွားမှာပဲနော်။မမတွင်အခုလိုအခန်းတွေပါရီ ထူးထူးလဲလဲပြင်ဆင်ပေးတာဟာကျေးဇူးတင်စရာကောင်းလာပါတယ်မောင်လေးဝနရဲ့ဥလာပါကြီးကပြောတယ်လေမောင်လေးမှာ အလုပ်တွေတိတ်များတယ်ဆိုဟုတ်လားဒီကနေ့လေမမထာလာမယ်ဆိုလို့အလုပ်တွေတပိုင်းတစားနေထားပစ်ခဲ့ရသလားလို့မမထာအားနာမိသေးတယ်ဒီတော့ကမမထာအတွက်ဘာမှစနိုးစနောက်မရှိနဲ့နော်မမထာပါတာမမထာဒီမင်္ဂလာမှာအထာကြောင့်နေတတ်ပါတယ် လှုပ်ရှားရှိရာကိုဖြောင်ဖြောင်တန်းတန်းသာလှုပ်ပါဟုတ်လားမမထားအတွက်နဲ့မောင်လေးရဲ့အလုပ်တွေထိုးထိုးထင်းထင်းမဖြစ်စေချင်ပါဘူးမောင်လေးကိုမမထားအထူးပြောချင်တာကတော့ကုလိုမင်္ဂလာကိုမမထားလာကြည့်ခွင့်ပေးတဲ့အတွက်မောင်လေးကိုကျေးဇူးတင်တဲ့အကြောင်းပါပဲမောင်လေးဟုစီကားပတ်ကုံ ပြောပြနေပြန်၏ကျွန်တော်အိနေယာတွင်တတိထားမိသည့်ထူးခြားချက်တစ်ခုမှကမမထား၏အတံပင်ဖြစ်သည် မမထား၏အတံမှာငွေဆဲလဲကဲ့သို့ကြည်လင်၍ပျော့ပြောင်းချိုသာလာသည်အပြင်ဘက်တွင်ကမောင်စားပြုတ်ပြီးဖြစ်၍လေပြေကလေးတုပ်၍လာရာအေးတက်သည်အခန်းထဲသို့စိတ်ဝင်လာ၏မမထားသည်တကားရွက်ကို ထား၍ပိတ်လိုက်ပြီးနောက်ဆင်ဖနောက်နှင့်ထိုင်ကုန်တွင်ပြန်၍ထိုင်ပြီးလက်နှစ်ဖက်ကိုပေါင်ကွင်ပေါ်၌ရှက်မြဲရှက်ကားထားလိုက်သည်သူစကားကို ပြန်၍ဆက်ပြန်သည် မင်္ဂလာဝင်းကြီးတဲ့ကိုကားဝင်လာပြီးအိမ်ကြီးကိုမြင်လိုက်ရတော့မမထားရင်ထဲမှာဖိုးလိုက်ပြီးလာတော့တယ်မောင်လေးရေအေးလေဘူရီခဲမုံတို့လူစုနဲ့ဘူရာမတွေ့လိုက်ကြတဲ့ဟာဖိုးခဲတဲ့ရင်ပေပဲမူရလေးကသူတို့အိမ်ကိုဝင်မှုတော့ခေါ်သေးတယ်ဒါပေမဲ့မမထားကခေါင်းတွေဝေးနေတာနဲ့အေးမင်္ဂလာဟိုသာ အရောက်လာခဲ့ရတာပဲမမထားသည်သူ့စကားဆုံးကနေတွင် ဧတလုံးထွေ၍သွား၏သူစကားစဉ်အတိုင်းဆိုလျင်ခေါင်းတွေဝေးနေတာနဲ့အင်ကိုသာရောက်လာခဲ့ရတာပဲဟု ဆိုလိုက်စရာဖြစ်၏သို့တော့မမထားသည် မင်္ဂလာကို သူ့အိမ်ဟု ဆိုနိုင်သောအခွင့်အရေးရှိသူမဟုတ်သဖြင့်အိမ်ဟုသော စကားကိုမတုံးပဲမင်္ဂလာဟုသာပြောလိုက်ကြောင်းကို ကျွန်တော်သတိထားလိုက်မိပေသည်မမထားသည်ဆက်၍ထားသောသူ့လက်နှစ်ဖက်ကိုငေးဆိုင်နေရာက 这家这边 A。S S aga, နာဆင်ပေးခဲ့ကြတဲ့တူတယောက်ချင်းစီတိုင်းကိုကျေးဇူးများကြီးတင်ပါတယ်ခင်ဗျာနောက်လာမယ့်အပိုင်း၉ကိုလည်းစောင့်မျှော်နာဆင်ပေးကြပါအောင်ခင်ဗျာ